PSG အသင်းကြီးပြ Louis Enriquez က Emirates Square မှာရှင်ပြန်ရမယ် Champions League Semi-final ပထမအကြော့ပွဲမှာတိုင်ပြီး Arsenal အသင်းကို3ပေးမှုပြုလုပ်ခဲ့ပါတယ် Louis Enriquez ကကျွန်တော်တို့ Arsenal နဲ့ထပ်ရင်ဆိုင်ရမှာဖြစ်ပြီးဒီနေ့မှာတော့ကျွန်တော်တို့ကပိုပြီးကောင်းတဲ့အသင်းမှာ PSG လည်းချန်ပီယံလိမရဘူးတလို့အာဆင်နယ်လည်းမရဘူးသေးပါဘူးကျွန်တော်တို့ကအမြင့်ဆုံးအဆင့်မှာဆွမ်းဆောင်မှုတွေကိုရပ်တန့်သွားမှာမဟုတ်တလို့လှုပ်ရှားရှိတဲ့အရာတွေကိုစက်ပြီးအာယုံဆိုင်သွားမှာပါအာဆင်နယ်အသင်းအားဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီးနီပြအာလီတာနဲ့နှဲ့တော်ကြလက်တွဲပြီးထူးခြားတဲ့အလုပ်ကိုလှုပ်ဆောင်နေပါလေလို့ပြောခဲ့တာပါအာဆင်နယ်အသင်းအားပြီးခဲ့တဲ့ချန်ပီယံလိရှုံးထွက်အဆင့်တွေမှာ PSV အသင်းနဲ့ Real အသင်းတို့ကိုကျော်ဖြတ်ပြီးစီမီဖိုင်နယ်တက်ရောက်ခဲ့က PSG အသင်းက Liverpool နဲ့ Aston Villa အသင်းတို့ကိုအနိုင်ယူက semi final တက်နိုင်ခဲ့တာဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ Champions League ပြိုင်ပွဲမှာ Super League အောင်မြင်မှုကိုရယူနိုင်ခြင်းမရှိသေးလို့ဒီအသင်းမှာ Super League ရယူကသူတို့ရဲ့မှတ်တမ်းစုကိုအဆုံးသတ်ဖို့ပြင်မှတ်ထားနေကြတာပါ။ Arsenal နဲ့ PSG အသင်းတို့ဟာဒီအသင်း Champions League အုပ်စုအဆင့်မှာတွေ့ဆုံခဲ့ပြီးဒီပွဲမှာ Arsenal အသင်းကနှစ်ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ PSG အသင်းနီးပါ Luis Enrique ကသူတို့ဟာအုပ်စုအဆင့်မှာတွေ့ဆုံခဲ့တဲ့ကောင်ကထပ်ပိုပြီးကောင်းတဲ့အသင်းဖြစ်တယ်လို့ပြောပြီး Arsenal အသင်းကိုသတိပေးမှုပြုလုပ်ခဲ့တာပါ။ အဲ့ဒီပြင် Louis Andres ကချန်ပီယံလိပွဲမတိုင်မီသူတို့အပေါ်မှာအဆိုးမြင်မှုတွေရှိနေတယ်။ပြင်သစ်မီဒီယာတွေကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ Arsenal အသင်းကြီးပြအာဒီတာကသူတို့ဟာ semi final ကိုကျော်လွန်နိုင်ဖို့မျှော်လင့်ပြီး PSG အသင်းရဲ့ပွဲစဉ်ဟာသူတို့ရဲ့အင်ဝဲမှာကစားမဲ့အကြီးမားဆုံးပွဲစဉ်တွေထဲကတစ်ပွဲဖြစ်တယ်လို့ပြောခဲ့တာပါ။ Arsenal နဲ့ PSG အသင်းရဲ့ Champions League semi final ပထမကြိုးပွဲစဉ်ကို AP 30ရဲ့မနက်ပိုင်းမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။